ရင်ကျေးမှုနှင့်မညီသည့်လှုပ်ရက်များ၊ကြမ်းတမ်းစွာ ရေးစော်ကစားခြင်းများရှောင်ကျဉ်ရန်ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နှစ်သစ်ကိုတကြံကာလအတွင်းမြမရင်ကျေးမှုနှင့်မညီသည့်လှုပ်ရက်များ၊ကြမ်းတမ်းစွာရေးစော်ကစားခြင်းများကိုရှောင်ကျဉ်ချဖို့တာနာရေးနှင့်ရင်ကျေးမှုဝန်ကြီးဌာနမှနှိုးဆော်ချက်ထုတ်ပြန်လိုက်ပါထဲ ဒီလိုနှိုးဆော်ထားရမှာမြမရိုးရာရင်ကျိမှုဒလေးဆရိုင်းနဲ့ဖီလာဆန့်ကျင်တဲ့အမြင်မသင့်သေးတဲ့နေထိုင်ပြုမှုမှုများဘာသာတရားအဆုံးမနဲ့မလျော်ညီးတဲ့ရုံရင်ကြမ်းတမ်းစွာပြောဆိုမှုများသူတပါအောင်တရားနာတရားဖြစ်စေပြီးအနည်းငယ်ဖြစ်စေမဲ့ကြမ်းတမ်းတဲ့ရေကစားမှုများထိပါနောက်ရှက်မှုများကိုရှောင်ကျဉ်ချရန် သူတပါထိုမဟုတ်အဖွဲ့အစည်းတွေရဲ့ခုံတိတ်ခါပြပြထိခိုက်စေရန်ထိုက်ရိုက်ဖြစ်စေတွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်းတန့်ချက် ိုးခြင်းတည်ဆိုးခြင်းလှုပ်ရှားဆောင်ရွက်ခြင်းစားထည့်ပြုမှုများရှောင်ခြင်းရန်အပြင်အယုံမှအနှောက်ယှက်ဖြစ်စေတဲ့မြမယဉ်ကျေးမှုအလုံးဝိစားစင်ရင်မှုမျိုးဝိစင်ခြင်းမှ စင်ခြင်းရှောင်ခြင်းရန်နဲ့အခြားနိုင်ငံသားများကမြမရိုးရာယဉ်ကျေးမှုအစဉ်အလာမဟာတကြံကိုလေးစားတန်ဖိုးထားမှုရောပါစေတဲ့ဇယိုင်းလက္ခဏာများတောက်စားမှုရဲ့ခြင်းတွေကိုစင်ခြင်းရှောင်ခြင်းချဖို့နှိုးဆော်ထားပါတဲ့ UNESCO ကဘာအတွက်မဲ့အမွေအနှစ်စည်ရင်ဝင်ရဖြစ်သတ်မှတ်ခံရပြီးပထမဆုံးအကြိမ်ရဖြစ်မြမရှိုးရတကြံပွဲတော်ကိုစီကားတိုင်းမြိုက်စွာကျင်းပဖို့စီစဉ်ထားပေမဲ့မက်လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးရအတွက်တနိုင်ငံလုံးဝန်ထဲခြေခွဲနေရတဲ့ကာလဖြစ်တာကြောင့်ယခုနှစ်တကြံကို ရိုးရာရင်ကျေးမှုနဲ့အညီအေးချမ်းသာယာသောတကြံအဖြစ်သာကျင်းပသွားမယ်လို့နိုင်ငံတော်အစိုးရကထုတ်ပြန်ကြေညာထားပါတယ်လို့သိရပါတယ်ရှင် Yeah. Mm -hmm.